ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ထိုင်းနိုင်ငံမှာမြို့သူမြို့သားဖြစ်ကြောင်းတပ်တွေကလက်မှတ် CI စာအုပ်ကနေနိုင်ငံကူးလက်မှတ်ပြောင်းရန်ဆောက်ရွက်ပေးနေတဲ့မဟာချိုင်က PDCC ရုံးကို စစ်တပ်ကအကြောင်းပြချက်မရှိဘဲနဲ့ပိတ်သိမ်းလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ခိုင်းနိုင်ငံအတွင်းမှာမြည်သူမြို့ဝဖြစ်ကြောင်းတပ်တွေကလက်မှတ် CI စာအုပ်ကနေနိုင်ငံကိုလက်မှတ်ထုတ်ပေးရန်ကိုရင်းအချက်လက်များကောက်ယူရင်းစောင့်ရွက်ပေးနေတယ်။မဟာဆိုင်မြို့မှာရှိတဲ့ယာယီအချက်လက်ကောက်ယူရေးဌာနကွဲ TDCC ကိုခေတ္တပိတ်သိမ်းလိုက်တယ်လို့သိရပါတယ်။ခိုင်းနိုင်ငံအတွင်းမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားများရဲ့ကိုရင်းအချက်လက်များကိုပို့ပြီးတော့တင်းတင်းကြပ်ကြပ်ကန်တွယ်ရန်အခြေယူလှုပ်ဆောင်နေခြင်းဖြစ်နိုင်ကြောင်း ထိုင်းရောက်မြန်မာအလုံသမားရေးကိုကုညီပေးနေသူများကသတင်းပေးဖို့ပြောကြလာပါတယ် TDCC ရုံးကိုနိုဝင်ဘာလ15ရက်နေ့ကစပြီးတော့ခိတရဲဆိုင်သွားမယ်လို့ကြေညာထားပြီးပြန်လည်ဖွင့်လှစ်မယ့်ရက်ကိုလည်းအတိအကျမပြောဘဲနဲ့ပြန်လည်အတိပေးသွားမယ်လို့သာကြေညာထားကြောင်းသိရပါတယ်ပုံမှန်ဖွင့်ထားတဲ့ရုံးတစ်ခုကိုပိတ်လိုက်ခြင်းကခိုင်းထဲမှာရောက်နေတဲ့လူတွေရဲ့ကိုရေးအချက်အလက်တွေကိုဒီထက်ပို့ပြီးတော့စနစ်တကျနဲ့ပို့ပြီးလိုချင်လို့ပြန်လည်ပြင်ဆင်မှုဘိုင်းတွေလုပ်လိုက်မယ်လို့တုံ့သက်ပါတယ် passport အနီထုတ်ပေးရေးကိစ္စကို ယခင်ထက်ပိုပြီးတော့တင်းတင်းကြပ်ကြပ်ကန်တွယ်မယ်လို့ထင်းနေမြမတန်ယုံလို့ area မှာပဲထုတ်ပေးလိုက်မယ်ထင်ပါတယ်မဟာထိုင်ကယုံကိုပိတ်လိုက်တာဆိုတော့ဒါကကြတော့မြမတန်ယုံနဲ့ဝေးတယ်လို့မြမအလို့သမားရေးကူညီပေးနေသူ AAC ကိုရဲမင်းကရှင်းတဲ့ထားပါတယ် ထိုင်းရောက်မြန်မာလူသမားများအနေနဲ့ CI ဆောင်းနဲ့ထိုင်းနိုင်ငံအတွင်း၄နှစ်နေထိုင်ခွင့်ရှိပြီးတော့လက်ရှိအချိန်ထိ CI အဟောင်းကနေအသက်ကိုလဲပေးနေစေဖြစ်တယ်လို့သိရပါတယ်။အကြမ်းစစ်ခွေးအုပ်စုအနေနဲ့စာအုပ်အနီလို့ခေါ်တဲ့ passport စာအုပ်ပြောင်းပြီးတော့ထိုင်းနိုင်ငံကနေအခြားနိုင်ငံကိုပြောင်းဆွေ့ခြင်းသူများကို ကန့်သက်ထိန်းချုပ်လိုတဲ့သဘောရှိတယ်လို့သုံးသပ်ထားပါတယ်လက်တလုံးမှာရုံးပိတ်ရန်စထုတ်ထားတော့လဲပြန်လဲဖွင့်လိုက်မဲ့အချိန်မှာမြန်မာတန်ယုံလိုနေရာမျိုးမှာပဲဖွင့်လှစ်ပြီးတော့ကိုရင်းအချက်လက်များကိုပုံမပြီးတင်းတင်းကြပ်ကြပ်ဂိုင်းတွယ်ရန်အချိန်ယူလှုံ့ဆော်နေခြင်းဖြစ်နိုင်တယ်လို့ခိုင်းရောက်မြန်မာအလုံသမားကြီးကုညီပင်းနေသူများကသုံးသပ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ